တ်ထုတ်တွေကိုဟောရတာပေါ့နော်ဖယားဟောမဟုတ်ယုတ်တိလည်းမရှိတော့တီဟိုကျုံးဖြစ်ဝိတ္ထုများအဲ့ဒါဘာလဲဆိုတော့ယနေ့ခေတ်အနာဂတဝင်ကျမ်းဆိုတာရှိတယ်မဟာဝင်ကျမ်းတွေဆိုတာရှိတယ်ဝင်ကိုဝင်လို့ခေါ်တယ်ညီမတွေကတော့ဦးဇင်းတို့အခုတတော်များနာမည်ကြီးနေတာဘာလဲအရိမတရာဇလန်းတွေရှင်ဥပက္ခဇလန်းတွေအဲ့ဒါတွေအားလုံးကတီဟိုဖြစ်ဝိတ္ထုတွေပဲအဲ့ဒါတွေကဘုန်းကြီးတွေဟောတယ်စိုင်းဆိုင်လက်ရေးတယ်ရုပ်ရှင်တွေလက်ရိုက်တယ်ပြောနေကြတယ်နော် ဆိုတော့အဲ့ဒါတွေကတော်တော်လွှမ်းမိုးသွားတယ်ဘုရားဟောနေမဟုတ်ဘူးတန်ခါးရနာတန်ခါးနဲ့ဇလန်းတွေလည်းမဟုတ်ဘူးဆိုတော့အဲ့ဒီဇလန်းတွေကလူတွေရဲ့ရင်ထဲကိုလွှမ်းမိုးသွားတဲ့အခါမှာအမှန်ထင်သွားကြတာ ပြောချင်တာပါနော်အမှန်ထင်သွားကြတယ်အခုဒီမှာဆရာတော်ကပြောနေတာဘုရားဟောမဟုတ်ယုတ်တိလည်းမရှိလည်းတဲ့အဲ့ဒီတိဟောကျုံးဖြစ်ဝိထုတွေပဲနော်အဲ့ဒီဝိထုတွေကိုဒါဓမ္မဂရိကဘုန်းကြီးတွေကဟောနေတယ်အမှန်ဟောမယ်ဆိုရင်လည်းစကားပန်လင်ခံနေတာပေါ့ဒီဝိထုတွေကဘုရားဟောမဟုတ်ဘူးနော်တိဟောနိုင်ငံဖြစ်ဝိထုတွေဖြစ်တယ် အတီမယူဖို့ဆိုတာလေးတော့ခံပြီးတော့ပြောရင်တော့မဆိုးဘူးပေါ့ဟိုတနေ့ကဦးဇင်းပြောခဲ့ပါတယ်အရှင်သာရိပုတ္တရာဟာလာဟိုရေအိုင်ကိုခုံတယ်ဆိုတဲ့ဝိထုတို့ဒါဘုရားဟောမှာလုံးဝမရှိတဲ့ကိစ္စတွေလေဒါပေမဲ့အဲ့ဒါတူနေချင်ဖြစ်နေတာတော့ဒီနေ့ချိန်လေးအဲ့ဒီဝိထုတွေရှိနေတုံးပဲအရှင်သာရိပုတ္တရာဒီဒါအရင်ဘုရားကမြောက်ဘုရားကလာလာမို့လို့ဂျီအိုင်ကိုခုံသွားတယ်ဆိုတာလေနောက်တခါဝိတာခဟာလာနော်မဘုရားကိုဘယ်ချိန်မှာသတိမရဘူးလေဘယ်ချိန်မှာသတိရလဲဆိုတာလေနော်အဲ့လိုမျိုးတွေ မေးတဲ့မေးခွန်းလေးဆိုတာလည်းမရှိပါဘူးအပိဋကထဲမှာနောက်ပြီးဘုရင်နဲ့ပြောတယ်ပါလဲဝိသကာကျောင်းမကြီးကတယ်ဆိုတာလို့ဟုတ်လားပြောတည်တယ်ဆိုတာလို့ကျောင်းလို့ကျောင်းကျောင်းရည်သက်ချပွဲမှာနော်သချင်းဆိုတယ်ဆိုတာလိုမျိုးလို့အဲ့ဒါတွေကမရှိပါဘူးနော်ဆိုတော့အဲ့လိုမျိုးတွေပေါ့နော်ဘုရားဟောလည်းမဟုတ်ဘဲနဲ့အဲ့လိုတီဟိုကျွန်းဖြစ်ဝိထုတွေနောက်တစ်ခါဇင်းမဲ့ပန္နာတနော်အဲ့ဇင်းမဲ့ပန္နာတမှာလာတဲ့ဒဏ္ဍာရီဝိထုတွေအများကြီးကိုအသုံးပြုပြီးဟောကြတယ်တရားဟောဓမ္မဂရိကတွေနော်ဆိုတော့အဲ့ဒါတွေကိုဓမ္မဂရိကတွေကဟောတော့လူတွေကလည်း တကယ်ယုံတာပေါ့နော်အာဒီလိုဆရာတော်ကြီးတော်ဟောသေးတာပဲဆိုတော့အဲ့ဒါတွေကဟိုးလေးတော်တွေဖြစ်ကုန်တာပဲနော်အေးအဲ့ဒါကြောင့်အဲ့ဒီလိုတီဟိုကျုံးပြီးဝိထုတွေဇလန်းတွေလာပြီးသတိထားနော်ခုနဇင်းမဲ့ပန္နာတမလာတဲ့ဌာနကြီးဝိထုတွေလာရင်သတိထားပဲနော်အဲ့ဒါတွေကတကယ်မဟုတ်ဘူးနော်အတုတွေအတုတွေနော်ဒီဘက်ဆာမျက်နှာမှာဒုရိယကဘာစကြည့်ပြီးတော့ယခုခေတ်အခါ၌ကမ္မထမ်းတရားတွေပင် အတော်ပေါင်းများကြီးလာပြန်တယ်နော် ဲစစ်ပွဲပြီးစစ်ပွဲကြီးပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံမှာကမ္မထမ်းစိတ်ဓာတ်တွေအရှုပ်ချုပ်ပေါ်လာတယ်ကမ္မထမ်းနီးတွေပေါ်လာကြတယ်တော်တော်များတယ်နော်ကမ္မထမ်းနီးတွေသူတရားများဖြင့်တရားပေါက်သူဆိုကြသူများလည်းအတော်များများစားသိရည်တရားပေါက်သူတွေနော်တော်တာပဲဖြစ်သူတွေတက္ကရာကံဖြစ်သူတွေအနာကံဖြစ်သူတွေရဟန္တာဖြစ်သူတွေပုံလိုပေါက်လာတာအဲ့မှာစစ်ပွဲကြီးပြီးတဲ့နောက်ပိုင်းမှာထို့သောကြားသိရန်နဲ့အတော်စင်းစားဝယ်ကောင်းသောအချက်တစ်ခုကတရားပေါက်သောအခါမှာဖုန်ကြီးတွေကိုမကြည့်ညိုနိုင်ပြဿနာအဲ့ဒါပဲတရားစခန်းနဲ့ဝင်းမီတရားပွဲတရားစခန်းကထွက်လာ အော်ဒါမှဖြစ်ပါပြီလို့ပြောတယ်။အင်းဘုန်းကြီးတွေကိုမကြည်ညိုတော့ဘူး။ဘုန်းကြီးတွေကိုဦးမချအောင်နော်အဲ့လိုမျိုးတွေဖြစ်လာတာ။နော်မလူတန်းတော့ဘူးနော်။မလူတန်းတော့အချက်ပင်ကြီး။တရားရတယ်လို့ပြောစီတယ်။ဒါနမလုပ်တော့ဘူး။နော်ဘုန်းကြီးတွေကိုဦးမချတော့ဘူး။တရားအစ်စ်ပေါက်ပြီးတော့ဝိဒါခါသည်နဲ့မကောင်းဘုန်းကြီးနဲ့တွေ့တော့အခါမှာဒီလိုမနေပါနဲ့ဟုတ်ပြော၍တဲ့။အဲ့ဒါလေးသတိကောင်းတယ်နော်။အဲ့တော့ဦးဇုံတို့အများတန်းပြောပါလေဘုန်းကြီးတွေကိုပြောကောင်းလားဆိုရင်ပြုပြင်လို့တဲ့စိတ်နဲ့ပြောမယ်ဆိုရင်ပြောကောင်းပါလေကုသိုလ်ရပါလေအခုဝိဒါခါဆိုရင်လည်း မကောင်းတဲ့ဘုန်းကြီးနဲ့တွေ့ရင်ရှင်မြတ်ဒီလိုမနေပါနဲ့ဒါမသိတော့ဘူးမအဆောက်မလုပ်ပါနဲ့ဆိုပြီးပြောတယ်အဲ့မဲ့ယဟန်တော်များကိုအကြည့်ညုံမပြတ်ပါဘူးဘုန်းကြီးနဲ့တန်ခါကိုခွဲမြင်ဖို့လိုတယ်ဒီဘုတ်ကိုမကောင်းရင်ဒီဘုတ်ကိုမကောင်းဘူးပဲအာသနာတစ်ခုလုံးကိုချုပ်မမြင်နဲ့လေအခုကဘုန်းကြီးတစ်ပါးမကောင်းတာနဲ့အားလုံးအတူတူပဲဆိုတော့ဘုန်းကြီးတွေကိုမကြောတော့ဘူးဆိုတာမျိုးဖြစ်လာတာဒါမှားတဲ့ကိစ္စတကယ်အရိယာသူတော်ကောင်းဆိုတာကတန်ခါတော်တွေကိုဘယ်တော့မှအကြည့်ညုံမပြတ်ဘူးဘုန်းကြီးမကောင်းရင်ဘုန်းကြီးမကောင်းလို့ပဲမြင်တယ်တန်ခါမကောင်းလို့မမြင်ဘူးတန်ခါနဲ့ဘုန်းကြီးကိုခွဲမြင်ရမယ်နော် ဲ့တော့ဝိတ္တခါတိအဲ့လိုမြင်တယ်တန်ခါကိုလုံးဝအကြည့်ညုံမပြတ်ပါဘူးနော်အဲ့တော့ယဟန်တော်များကိုကြည်ညိုမြဲကြည်ညိုခဲ့ပါတယ်ဆုံးလဲပုံမှန်လောင်းပါတယ်ပုံမှန်လဲဥချကြတော့ပါတယ်မကောင်းတဲ့ယဟန်ကိုမကောင်းဘူးလို့ပဲမြင်တယ်နော်အဲကြောင့်ဘုန်းကြီးတို့တဘာမကောင်းရင်တဘာမကောင်းလို့ပဲမြင်အကုန်လုံးရောမချနဲ့ပေါ့တရားပေါက်တဲ့သူတော်ကောင်းတွေကဖခင်တရားတန်ခါနဲ့ပတ်သက်လာရင်လုံးဝအကျွင်းမဲ့ယုံကြည်တယ်လေနော်အဲ့တော့ပုရုဇဉ်တန်ခါတွေထဲမှာအကြည့်ပြတဲ့ပုံစံတွေရှိမှာပဲပေါ့ အဲ့ဒီအကျင့်ပြတဲ့ပုံကိုကြည့်ပြီးတော့ဘုန်းကြီးတွေမကောင်းဘူးလို့အကုန်မလုံးသိရင်မရမ်းရဘူးလေနော်ထို့ကြောင့်တရားပေါက်ခြင်းနဲ့တန်ခါမကြည်ညိုခြင်းကိုစဉ်းစားသင့်ပါတယ်နော်တရားပေါက်ပါတယ်ဆိုတဲ့ပုံကိုအများသည်တန်ခါကိုမကြည်ညိုပါဘူးဆိုရင်ဒါဆက်ဆက်မှုကနော်တော်တော်လေးဟနေတယ်ဘာလို့လဲဆိုတော့အရိယသူတော်ကောင်းတို့မြင်ဒီမှာဖယားကိုတရားကိုတန်ခါကိုအကျွင်းမဲ့ယုံကြည်တယ်ပြီးငါးပါးတိလာမြဲတယ်နော်တောတာမယဲအင်္ကာကအဲ့ဒါပဲဒါကြောင့်ယခုအခါ၌သာသနာတော်ကြီးဖြစ်နေပုံဟာတဲ့ ရေဆုံးလေးဆုံးမှာရွက်ကုန်ဆင်ပြီးတော့တက်ကုန်နေနေတော့လေရဲ့သဘောကဲ့သို့တဲ့အဆုံးမှာထလိုက်တာအဆုံးတက်ရတာနော်သာသနာကအဟုန်နဲ့စကြဆင်းလာပျက်စီးလာပြီဘုံကြီးလောကရောလူလောကရောပျက်စီးလာပြီလောဘတွေဒေါသတွေအားကြီးပြီးတော့အဲ့ဒီမှာအဆုံးတက်ရတဲ့လေလိုပဲလေကိုရွက်ကုန်ဖွင့်တက်ကုန်လှော်ပြီးတော့တက်ရတာနော်အဲ့လိုဖြစ်နေတဲ့ခေကြီးအဲ့တော့ကောင်းကောင်းကြီးမျောနေတော့တယ်အဲ့တော့ဖရဲသကြမလို့နော် ငါတို့လက်ထက်မှာပြုပြင်နိုင်သူများပေါ်ထွက်ပါစေတည်းတဲ့ဆရာတော်ကြီးကသာသနာပြုမဲ့ပုံကိုယ်တွေပေါ်ထွက်ဖို့ပြောနေတယ်ဟဲ့လားဒါသာသနာပြုပြင်မဲ့လူတွေလို့တဲ့သာသနာတော်ကပြုပြင်မဲ့သူမရှိဘူးဆိုလို့ရှိရင်သူကကြဆင်းသွားတယ်ပုံကွယ်ရောမကွယ်ဘူးသူကကြဆင်းသွားတာနော်ဟိုသူတော်ကောင်းတွေအားနေသွားတယ်ဆိုတဲ့ဘောပဲသူတော်ကောင်းတွေလုံးဝမရှိတော့သာသနာကွယ်သွားမှာပေါ့နော်ဟောဒီကလောကကြီးမှာ တိလားရှိတဲ့ယဟန်တန်ကတဘာမှမရှိတော့ဘူးဆိုတာသဒ္ဒနာကွယ်ပြီပေါ့ရှိတော့ရှိတယ်အားနေတယ်အဲ့ဒါကိုသဒ္ဒနာနော်တဆင်းတယ်သဒ္ဒနာယော့တယ်ဒီလိုခေါ်တယ်ပြုပြင်တဲ့သူတွေများလာတဲ့ခါကျတော့လူတွေလည်းပြန်ပြီးတော့ဆောင်းစည်းလာတယ်တိလားရှိတဲ့ယဟန်တန်ကတော်တွေပုံများလာတယ်အဲ့လိုဆိုရင်သဒ္ဒနာတိုးတက်တယ်သဒ္ဒနာစီးပိနေတယ်လို့သတ်မှတ်တယ်အလူကဏများလာတယ်မဆိုင်ဘူးတန်ခါများလာတယ်မဆိုင်ဘူးကြောင်းကဲစီးပိတို့တွေများလာတယ်မဆိုင်ဘူးကိုကျင်တရား များတဲ့ပုဂ္ဂိုလ်ကိုကျင့်တရားရှိတဲ့ပုဂ္ဂိုလ်နည်းသလားများသလားအဲ့ဒါကိုကြည့်ရမှာအဲ့တော့ကိုကျင့်တရားတွေနည်းသွားတဲ့ခေတ်ဆိုရင်သာသနာဆောက်ရတဲ့ခေတ်ပြုပြင်တဲ့သူမရှိဘူးဟိုပြောလဲရမှာမဟုတ်ပါဘူးဆိုပြီးတော့အလုံးလက်ပိုက်ကြည့်တဲ့ခေတ်တစ်ခေတ်ရောက်လာတာပေါ့နော်ပြုပြင်လို့လဲရမှာမဟုတ်ပါဘူးပြောလဲရမှာမဟုတ်ပါဘူးဟိုလက်ကိုလျှောက်တာကောင်းပါလဲဆိုတော့အလုံးကလက်လျှောက်လိုက်တဲ့ခေတ်ပေါ့ဘယ်လိုမဟုတ်ဘူးပြုပြင်ရတယ်ဆိုပြီးတော့အလုံးတူတာတူတာစုပေါင်းကြတယ်ညီညွတ်ကြတယ်ပေါ့နော်မညီညွတ်လည်းမရဘူးလေလူတွေလူလောကမှာညီညွတ်ကြဖုန်းကြီးနဲ့ဖုန်းကြီးကညီညွတ်ကြပြီးတော့ပြုပြင်ကြတာပေါ့နော် ကိုတိုင်းဝိုင်းကိုပြုပြင်တယ်နီးစက်နီးစက်ပြုပြင်ကြတယ်ပြုပြင်ပြုပြင်နဲ့အားလေးလေးဖြစ်လာပြီးတော့ကောင်းတဲ့ပုံကိုပိုများလာတယ်။မကောင်းတဲ့ပုံကတော့ဘယ်ခေတ်ပြုပြင်ရှိပါလဲ။မကောင်းတဲ့ပုံတွေကိုလုံးဝအမြင့်ပြရမယ်ဆိုတော့လုံးဝမဖြစ်ပါဘူး။ဘုရားတဲ့ထက်မှလည်းမကောင်းတဲ့ပုံကရှိကိုရှိတယ်။ဒါပေမဲ့ကောင်းတဲ့ပုံတွေကများနေတော့မသိတာဘူး။ကြည့်လေအရှင်တေဝတ္တလိုပုံတွေရှိတယ်ဆက်ဘက်ကယဟန်လိုရှိပုံတွေရှိတယ်။နော်မြတ်စွာဘုရားလက်ထက်မှာကနော်နေရှင်တို့နေတဲ့ပုံတွေပေါ်တော့ရှိပါတယ်။ဒါပေမဲ့ကောင်းတဲ့ပုံတွေကများနေတော့မသိတာဘူးပေါ့နော်။အဲကြောင့်သာသနာက ီပုံစံမဲ့သွားမှာကောင်းတဲ့ပုံကိုယ်တွေများတဲ့ခေတ်ကိုကြာသာသနာတိုးတက်တယ်လို့သတ်မှတ်မယ်မကောင်းတဲ့ပုံကိုယ်လည်းရှိနေဦးမှာပဲအေးကောင်းတဲ့ပုံကိုယ်တွေအားနေပြီမကောင်းတဲ့ပုံကိုယ်တွေအားကျသွားတဲ့ခေတ်ကြရင်လည်းသာသနာဆော့ယူသွားတယ်လို့သတ်မှတ်မယ်လုံးဝတော့မကွယ်သေးဘူးပေါ့နော်အဲ့လိုပုံစံသွားမှာအဲ့တော့ပြုပြင်မဲ့သူရှိရင်တော့သာသနာတိုးတက်မယ်ပြုပြင်တဲ့သူမရှိရင်တော့ဆော့ယူမယ်ဦးဇင်းတို့ဆရာတော်ကြီးတပါးပြောတယ်လေဟိုဝက်ချက်မင်းကြောင်ဆရာတော်လို့ထင်ပါတယ်မှားကြလည်းမှားမယ်မင်းကြောင်ဆရာတော်ဝက်ချက်မင်းကြောင်ဆရာတော်တော့ကြားပါပြီဒါဆရာတော်ကြီးကဘာပြောလဲဆိုတော့ လူတွေလူတွေတဲ့နော်လမ်းနေပညာတယ်တရားတွေပညာတယ်ပေါ့နော်ចောင်းအိုစရဲ့အိုတွေပညာတယ်ဘုရားအိုတွေပညာတယ်ပေါ့နော်ဒီပျက်စီးယုံရင်နေတဲ့ဒီသာသနာတော်ကြီးကဘယ်သူမှပညာဘူးလေဆိုတော့နော်ပျက်စီးယုံရင်နေတဲ့ဒီသာသနာတော်ကြီးကိုကြတော့ဘယ်သူမှပညာဘူးမျက်နှာလွဲ့နေကြတယ်ဟာလို့အလုံးကဘယ်လိုခေါ်လဲဆိုတော့ကိုစီကိုစီအားနေချက်တွေရှိကြတာပေါ့သူ့လည်းအားနေချက်ရှိတယ်ကိုယ်လည်းအားနေချက်ရှိတော့သူ့ကိုပြောရင်ကိုယ်လာထောက်တော့မှာလေကွာအဲ့လိုမျိုးတွေဖြစ်နေအောင် ဲ့တော့မင်းလည်းပြောလွတ်ချင်တာလွတ်ငါလည်းမပြောနဲ့ငါလည်းငါလည်းမပြောငါမင်းမပြောဘူးဆိုတာအဲ့လိုခက်ကိုဖြစ်နေတာခက်ကသူများကိုပြင်မယ်ဆိုရင်ကိုကိုတိုင်ကဟိုကိုကျင်တရားကောင်းတာမလို့လာကိုလူပုဂ္ဂိုလ်ရလူပုဂ္ဂိုလ်လည်းရောက်ပေါ့ဘုန်းကြီးလည်းဘုန်းကြီးလည်းရောက်ဟုတ်တယ်လေဘုန်းကြီးတစ်ပါးကကိုနေစားထားပြီးတော့ဟဲ့ကောင်မင်းစိတ်လေးမတောင်းနဲ့ဆိုတော့ဒီမှာကိုပစ္စတ်ကိုပြန်ကြည့်ပြောမှဘောလည်းပလာတာနော်အဲ့လိုမျိုးပေါ့နော်သူများကိုကပြုမြင်ဖို့ဟောမယ်ဆိုရင်ကိုကိုတိုင်ကစင်ကြယ်မှဖြစ်မှာပေါ့ လူတွေဆိုလိုက်တိုင်းပဲလေဒီနေ့အချို့လူဒကာဒကာမတွေကဘုန်းကြီးတွေကိုထောက်ပြရင်လူတွေကပြောတယ်ဆိုတော့မင်းတို့ကငါးပါးကြလောရဲလားဆိုဟုတ်တယ်မေးကြပြီဟုတ်တယ်မလားလားဘုန်းကြီးကိုပြောတယ်လေရှင်မဘလို့ညာဘလို့ဆိုပြောကြတယ်ဆိုတော့မင်းတို့ကငါးပါးကြလောရဲလားဆိုခက်ပြီပါခက်ပြီအဲကြောင့်ဆိုလိုတာကလူတွေလည်းလူကျင်ဖို့ထင်ကြမယ်ဘုန်းကြီးတွေလည်းဘုန်းကြီးကျင်ဖို့ထင်ကြမယ်အပြန်လဲတွားကြမှာပေါ့အခုကကို့မှာလည်းအာနေချက်သူ့မှာလည်းအာနေချက်တွေရှိတော့ဖာတိဘာသာပဲနေကြတော့တာပေါ့မထောက်ပြရနိုင်ဘူးမပြောတော့ဘူးပေါ့နော်အဲကို့ကကိုနေကြတော့ပေါ့ဆိုဖြစ်ကုန်တာပေါ့အဲ့ဒါနဲ့ပဲသာနာတော်က ပြောမှလူမရှိတဲ့အခါကျတော့ဘူဘူဘူကြလာတယ်။တန်ဖျားဟောမှာတိုက်ရိုက်ပါတယ်လေ။အင်ညမင်ညဝဆရင်နာအင်ညမင်ညဝဋ္ဌပရိနာအချင်းချင်းမပြောကြတော့ဘူးအချင်းချင်းမကုစားတော့ဘူးဆိုရင်စောက်ရုပ်သွားမယ်။အချင်းချင်းပြောကြမယ်အချင်းချင်းကုစားကြမယ်ဆိုလို့ရှိရင်တော့တိုးတက်မယ်ဆိုတာဖျားတိတိကျကျဟောတာပြတာဝိနည်းထဲမှာလေ။အညာဦးဇုံတို့ဒီကြောင်းတိုင်းမှာအဲ့ဒါအများနဲ့ပြောရတဲ့တပည့်တွေကိုအချင်းချင်းပြောခွင့်ရှိတယ်ပြောရမယ်။ဆရာဘုန်းကြီးကလည်းစာသင်သားတွေကိုပြောတယ်ဆရာသင်သားလည်းဆရာဘုန်းကြီးကိုပြောခွင့်ရှိတယ်။တောင်းတတော်များများကဆရာဘုန်းကြီးကိုပြောခွင့်မရှိဘူး။ ။အကြံဘုန်းကြီးရဆရာပဲ။စိုင်းစားတွေလုံးဝပြန်မပြောတဲ့။မဟုတ်အဲ့ဒါမျိုးဦးဇင်းလက်မခံဘူး။ဦးဇင်းတို့ကအတူတူပဲ။ဆရာဆရာဆိုပေမဲ့လည်းပဲမှားရင်ထောက်ပြခွင့်ရှိတယ်လေ။ပုရုဇင်ပဲလေမှားနိုင်တာပဲပေါ့။အပြန်လည်ထင်းချောင်းတဲ့စနစ်ကိုတိတ်ကြတယ်။ဒါဘုရားရှင်ကအဲ့တိုင်းမသွားတာလေ။